ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Marcus ပါဆိုတော့ဒီနေ့နော် I'm here with another tarot reading ပေါ့နော်ဆရာတော့ကြည့် Oracle ပါပါရဲ့ reading တစ်ခုအနေနဲ့ကျွန်တော်ပြန်ပြောလာပါပြီနော်ဆိုတော့ဒီနေ့လို့ပေးသွားမယ် reading လေးကကျွန်တော်တင်းရဲ့ဘဝရဲ့မှာမကြခင်မှာဖြစ်ပေါ်လာမယ်အပြောင်းလဲတစ်ခုအကြောင်းကျွန်တော်တို့ခြေပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့အပြောင်းလဲလေးကအဲကိုကိုရဲ့ ဆန်းဆောင်ရေးမပါဘဲနဲ့သူ့အတူဖြစ်လာမယ်အပြောင်းလဲလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုကိုရိုင်းကပြောင်းလဲဖို့လိုလာလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတာတော့ reading လေးထဲမှာပဲဆက်ကြည့်ရအောင်ဆိုတော့အခုတော့ကိုယ့်ရဲ့မငြိမ်မသက်ဖြစ်နေတဲ့စိတ်ကလေးကိုခဏလောက်မိတ်ထားပြီးတော့ပေါ်ပါလေးတက်ရှုသိရှုထောလောက်ကြည့်ပါခဏတာလေးစိတ်ကိုအပန်းဖြေထားကြည့်ပါပေါ့နော် reading လေးတွေက serious ကြီးမဟုတ်ပဲねเนาะ entertain ဖြစ်ဖို့ရယ်ပြီးတော့စိတ်ကလေးအေးချမ်းဖို့ရယ်เนาะအနားယူရခြင်းလေးမှာအေးစိတ်နားထောင်နိုင်ဖို့အတွက်ယူရထားခြင်းဖြစ်တယ်ပေါ့เนาะအဲ့တော့အများကြီး serious စားပြီးတော့ကြည့်ကြမလို့ပေါ့เนาะအဲ့တော့အသက်ကလေးကိုပုံမှန်ရှုပြီးတော့10စက္ကန့်လောက်ကြာတဲ့အခါကျရင်ကျွန်တော် video လေးကိုစပြမယ်ပေါ့เนาะ ကဲအဲ့ဆိုစားလိုက်ကြမယ်ပေါ့နော်အဲ့တော့ဒီကက်လေးကနေပြီးတော့ကျွန်တော်နှက်ကက်ထုတ်ပေးမှာပေါ့နော်တင်းရဲ့အပြောင်းလဲနဲ့ပတ်သက်ပြီးတော့နှက်ကက်ကျွန်တော်ထုတ်ပေးမယ်အဲဒီဒါကြတော့ healing တင်းရဲ့တင်းရဲ့ဘဝမှာတင်းလုံးတင်းရဲ့ healing နဲ့ပတ်သက်ပြီးတော့ message အနေနဲ့တောင်းဝင်ပါပေါ့နော်ဒါလေးကကြတော့တင်းရဲ့ inner inner wisdom တင်းအတွင်းထဲမှာရှိတဲ့ဉာဏ်ပညာအနေလာတဲ့ message ပေါ့နော်ကျွန်တော်အားလေးကြည့်ပေးပါပါအရင်လာရဲ့ကက်ကလေးနဲ့ကြည့်ပေးရပါပေါ့နော်ကဲ အယုံဆုံးဗီဒီယိုလေးကိုမဆခင်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဆိုရင်နောက်နောက်တင်တဲ့ခါတွေမှာလည်းအာကျွန်တော်နဲ့ connection မပြတ်သွားအောင်လို့ like and subscribe လို့ကိုမမေ့ခဲ့ပါနဲ့နော်ကျွန်တော်စီမှာ personal reading ပေါ့နော်တယောက်ချင်းမေ့ချင်တာလေး share ဆိုရင်လည်းကျွန်တော်ရဲ့ Facebook page နဲ့ Telegram channel လေးမှာလာပြီးဆက်သွယ်လို့ရပါပြီ1900နဲ့စတင်ပြီးတော့ package အသီးသီးနဲ့မေးခွန်းလေးမြင်ပြလို့ရပါပြီနော် VIP package ရှိရင်လည်း offer လုပ်ပါရနော် ဟုတ်ပြီ collective သမားလေးပြီးဖြစ်လာမယ်အပြောင်းလဲရဖြစ်မယ်ပေါ့နော်ဘယ်လိုအပြောင်းလဲဖြစ်လာမလဲကြည့်အောင် what changes like you know ကဲနဂနဂထွက်ထွက်လာလို့နော် ဟုတ်ပြီအပြောင်းလဲရဟုတ်ပြီဟုတ်ပြီ kind of was နဲ့ is a cusp ပေါ့နော်အဲ့နက်ကက်ထွက်လာပါပြီပြောင်းလဲနဲ့ပတ်သက်ပြီးတော့ကြားရခဲ့ကလေးက very very positive ပေါ့နော်ဟုတ်ပြီအော်ဘေးအဲ့တော့ကိုကလက်တလုံးမှာပေါ့နော် emotional distractions တွေနဲ့ကြုံတွေ့နေရတာမျိုးဖြစ်နိုင်တယ် emotional distraction ဆိုတာကိုယ့်ရဲ့စိတ်ကိုပေါ့နော်အာကိုပြောကိုယ့်ရဲ့ပျော်ရွှင်မှုဟန်တာဟန်တာဖြစ်စေတဲ့အရာမျိုးတွေနဲ့ကြုံနေရတာမျိုးဖြစ်နိုင်တယ်ဆိုတော့စိတ်လွတ်လပ်လို့မပြောရတာမျိုးဖြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်ကနေစတင်ပြီးတော့တရားတင်းရဲ့ဘဝအတွက် purpose တွေတွေ့လာမယ်ခဏလေးနော်ကျွန်တော် background sound တွေနည်းနည်းလေး change လုပ်ပါပဲ အဲ့တော့ဆိုအဓိကပြောချင်တာကတင်းရဲ့ဘဝမှာတင်းပြောင်းနေတဲ့လမ်းမျိုးတွေပြန်ရှာတွေ့လာလိမ့်မယ်ပေါ့နော် Insta Cup ဆိုတာက okay အဲ့တော့ all about achieve တဲ့ပေါ့နော်အဲ့တော့တင်းတော့အာရှေ့အဟောင်းနေထွက်လာတာမကြသေးဘူးဆိုရင်အချစ်တဲ့နဲ့မကြခင်မှာစုံစည်းရတော့မယ်ပေါ့နော်အာအခုမှချစ်သူရှိပြီသားဆိုရင်လည်းကိုယ့်ရဲ့ချစ်သူနဲ့ပိုကောင်းတဲ့ပုံစံအစ်တစ်ခုနဲ့ပြန်လဲစတင်ရတာမျိုးဖြစ်နိုင်တယ်။ငှက်ကလေးအဖြူအောင်ငှက်ကလေးပေါ့နော်ငြိမ်းချမ်းရေးငှက်လေးကိုလည်းပြောတယ်ပြော်လမ်းမှာပြထားသူကင်ထားတာလေးကအပေါင်းလက္ခဏာလေးကိုပြတယ်ပြီးတော့ ဒီမှာဂျာပင်ဂျာပန်လေးကြီးလည်းတွေ့ရခါကျတော့ဒါ very very positive เนาะဒီမှာ negative ဘာမှမတွေ့ရဘူး background ကလည်းအရင်လာပြီးတော့တက်တက်ကနန်းဆိုတာက all about new beginning ကိုပြောတယ်ပေါ့เนาะအသေးသေးစတင်ခြင်းတွေအသေးသေးပျော်ရွှင်ခြင်းတွေเนาะဒါကတော့လေချစ်ချင်းမေတ္တာကြီးတခုလည်းတော့လည်းမဟုတ်ဘူးပေါ့เนาะဆက်ဆံရေးအသေးတွေအပေါင်းအသင်းအသေးတွေမိတ်ဆွေအသေးတွေနဲ့တွေ့ဆုံခဲ့ရလာမယ်ကိုကိုရဲ့အဓိကကကျွန်တော်တို့ဘယ်လိုပြောမလဲကိုရဲ့လိုအပ်နေတဲ့အချိန်မှာစိတ်တစ်ခွက်ရောက်လာတယ်လို့ခံစားချက်မျိုးရရပေါ့နော်အဲ့တော့ ဒီဗီဒီယိုကိုတကယ်အခက်အခဲဖြစ်နေတဲ့သူတွေပဲတွေ့နေမယ်ကျွန်တော်ဆွနာပြောသူ emotional distraction တွေကြုံနေရတဲ့သူတွေဖြစ်မယ်เนาะကိုယ့်ရဲ့ဒီဘဝလမ်းကြောင်းအတွက်သွားနေတဲ့နေရာမှာကိုကနည်းနည်းခြေုံချတုံဖြစ်နေရလေးကိုသွားခြင်းတဲ့နေရာကိုမရောက်တာမျိုးလေးတွေเนาะအလုတ်ကင်မှာဆိုလဲကိုသွားခြင်းတဲ့နေရာဥမာခီနိုင်ငံသားတွေထွက်ခြင်းတဲ့เนาะပြပမှာပြပမှာအလုတ်တွေထွက်လုခြင်းတဲ့ပြပမှာကြောင်းသွားတက်ခြင်းတဲ့ဒါပေမဲ့အချိန်နည်းကကိုမပေးနေဘူးပေါ့တော့အဲ့တော့ကိုကဒီတိုင်းပဲရက်ကြည့်ပြီးခြေုံချတုံဖြစ်နေရတဲ့အချိန်နည်းမျိုးတွေပေါ့เนาะ reset ကိုကြည့်နေရတဲ့ ချိန်တွေမျိုးတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ reset ကိုကိုအားမရလို့အားမလို့အားမရခြင်းတွေဖြစ်နေရမျိုးတွေတွေ့ရမယ်တချို့ကြီးကြတော့လေအမ်ကိုယ့်ရဲ့ဘဝမှာပေါ့နော်တခုခုဆုံးရှုံးထားတာတခုခုကိုပြိုလဲထားတာတခုခုမှာကိုကရှုံးနေထားတာမျိုးတွေရှိနေရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်အခြေအနေတွေကရှေ့ကို action မယူရဘူးပေါ့နော်ဆိုတော့အဲ့ဒါအတွက်အပြောင်းလဲတခုဖြစ်ပေါ်လာစေမှာကကိုယ့်အတွက်တကယ်လို့မှအကူအညီရမယ်နော်ကိုယ့်ကို emotional support ပေးမယ်เนาะအဲ့လိုမျိုးကိုယ့်ကိုဘေးကနေနွေ့နွေ့ထွေးထွေးနဲ့လမ်းပြပေးမယ်လူတစ်စုံတစ်ယောက်နဲ့ဆုံစည်းလာရဖို့ရှိရယ်เนาะ not exactly a relationship ကျွန်တော်ပြောရဲ new love လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်း new relationship တွေဖြစ်ဖို့များတယ်အဲ့တော့တကယ်ချင်းအစ်တစ်တွေเนาะကိုယ့်တက်လို့ဖို့ခိုင်းပဲအစ်တစ်တွေအဓိကကတော့ကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့ chaos ကြီးเนาะဒီတိုင်ပတ်နေတဲ့အရာတွေကို ကိုရဲ့စိတ်ထဲမှာကိုအဖြေရှာမတွေ့တဲ့အရာတွေကိုအဖြေတစ်ခုလာပြီးတော့ကူရှာပေးမဲ့လူမျိုးဖြစ်တယ်เนาะဆိုတော့အဲ့လိုမျိုးလူမျိုး ਨੇ စုံစည်းလာရဖို့ရှိအဲ့တော့အပြောင်းလဲရတော့ကိုရဲ့ဘဝမှာအဲ့လိုအပြောင်းလဲမျိုးဖြစ်နိုင်တယ်အဓိကတော့ကိုရဲ့ emotionally အပြောင်းလဲတော်တော်လေးဖြစ်လာလိမ့်မယ်နော်ပြီးတော့ kilo ones kilo ones ဆိုရဲ့ energy အများကြီး mature ਆ ဖြစ်လာတယ်နော်ကိုကအရင်ကထက်ပို့ပြီးတော့လဲ action ယူရဲလာတယ်ကိုကလှုပ်ရဲလာတယ်နော် emotional security ကိုကိုကိုပေးလာတယ်ပြီးတော့ passionate အရင်ဖြစ်လာတယ်ကိုလှုပ်ချင်တဲ့ image ချက်တွေเนาะကိုဖြစ်ချင်တဲ့ image ချက်တွေကိုရဲ့ဝါသနာတွေစိတ်ကူးအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လှုပ်ဖြစ်လာစေမယ့်အပြောင်းအလဲမျိုးဖြစ်နေမယ်เนาะအဓိကတော့ kin energy kin ဆိုတဲ့ energy kin ဆိုတဲ့သဘောတရားဘယင်ဘယင်ဆိုတဲ့ကြောင့်မို့အကုန်လုံးရဲ့အပေါ်မှာပဲပေါ့နော်အဲ့တော့သူများတွေကို lead လုပ်ရမယ်သူများတွေကို အဲခေါင်းဆောင်ပေးရမယ်เนาะသူများရကိုယ့်ရဲ့နောက်မှာကိုယ့် follow လုပ်လာမယ့်သူတွေရှိမယ်ကိုယ့် support လုပ်လာမယ့်သူတွေရှိမယ်เนาะကိုယ့်ရဲ့အောက်မှာရှိလာမယ့်သူတွေရှိရအဲ့တော့ကိုကအနေထားတစ်ခုရောက်သွားပြီးသွားပြီဆိုရင်အဲ့ထပ်ပို့ပြီးတော့ စ조사ရမယ်ပေါ့เนาะတချို့ရဆိုရင်အလုပ်တွေရာထူးတူတာမျိုးတွေကိုလက်ရှိရှိနေတဲ့နေရာထက်ပိုကောင်းတဲ့ next level တခုကိုရောက်ရှိသွားတာမျိုးတွေဖြစ်တတ်တယ်အဲတော့အပြောင်းလဲရတော့ very very positive positive တွေနဲ့ပြည့်နှက်နေရအပြောင်းလဲပဲဖြစ်တယ်เนาะအဲတော့အဓိကကိုရောက်လာမယ့်နေရာတခုမှာ leader leader တယောက်ဖြစ်သွားပြီဆိုရင်လည်း leadership skills ကို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 ပြန်ပြီးတော့တိုးမြှင့်တာမျိုးတွေเนาะပြီးတော့ အနာခက်ကိုပို့ပြီးကြည်ရမျိုးတွေရေတိုထက်ရေရှည်ကိုပို့ကြည်ရမျိုးလေးတွေနော်မျက်စိတစ်စုံထက်ကျွန်တော်တို့မျက်တောင်တစ်စုံကြည်ရမျိုးလေးတွေလုတ်တင်နေပေါ့နော်ဆိုတော့အစုံပေါ့မျက်တောင်တစ်စုံမကြည့်ဘဲနဲ့မျက်စိတစ်စုံကြည့်တင်နေဆိုတာမျိုးလေးတွေပေါ့နော်အဲ့တော့အဓိကကတော့ ကိုအရင်ကတည်းပို့ပြီးလှုပ်ရဲလာမယ်ပို့ပြီးလည်းလှုပ်ချင်စိတ်တွေပုံများလာလိမ့်မယ်เนาะအဲ့တော့ကိုဖြစ်ချင်တဲ့အရာဘယ်ကမစိုးဖြစ်လာနိုင်တယ်ဆိုတော့မမေ့နဲ့အဲ့တော့ဖြစ်လာဖို့အတွက်လည်းပို့ပြီးကောင်းမွန်တဲ့ next level တစ်ခုကိုကိုယ်ရောက်ရှိသွားလိမ့်မယ်ဒီတစုံတရာရဲ့အကူအညီကြောင့်ဒို့မဟုတ်ကိုကိုရန်ရဲ့စွမ်းဆောင်ရည်ကြောင့်ကိုယ့်ရဲ့စူးစမ်းမှုကြောင့်ရောက်ရှိသွားရလဲဖြစ်နိုင်တယ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်เนาะနေရာတစ်ခုကိုထပ်ပြီးတော့တက်သွားပြီဆိုရင်အဲ့နေရာမှာလေသူကလည်းသူတော့ပို့ပြီးတော့စူးစမ်းရမှာရှိတယ်အဲ့ဒါလေးတွေကိုမမေ့နဲ့စူးစမ်းပါပါเนาะ ဟုတ်ပြီ healing mind အနေနဲ့နော်အာကျွန်တော်တို့ whisper angels လေးရ whisper nature nature angel လေးပေါ့နော်ဆိုတဘာဝရဲ့တဘာဝမှာရှိအဆောင်းလျှောက်လေးရတဲ့ကိုဘယ်လို message လေးတွေပေးချင်တာလေးရှိတယ်ကက်ကတော့ကြီးပဲပေါ့နော်အရင်ဟာကက်ကြီးပါ Okay nature whisper တဲ့ဘယ် message လေးပေးထားရှင်မယ်ပေါ့နော် Oh my god sorry တကက်ကတော့ဟိုအောက်ကိုခြာသွားတယ်ဘာလို့လဲဆိုတော့အိတ်ကက်ကလေးယူလိုက်မယ်နော်အော်တကက်မဟုတ်ငကက်တော့ထွက်လာတယ်ဟုတ်ပြီကျွန်တော်တို့ဟိုကက်ကိုတော့ base dot attack မှာထားလိုက်မယ်โอเคဒီကက်လေးကဘာပြောထားလဲဆိုတော့ ideal course of action နော် action ကျွန်တော်ဆောနာလေးပြောခဲ့ပါတယ် action နေပို့ပြီးတော့ယူရဲလာလိမ့်မယ်ပို့ပြီးတော့လုပ်ရဲလာလိမ့်မယ်လို့ပြောရဲနေနော် ဟုတ်ပြီအဲ့ဆိုတင့် inner wisdom ကတင့်ကိုဘယ်လို message တွေပေးထားလဲပို့တင့် inner wisdom ကတင့်ကိုပေးထားတဲ့ message ကဒါလေးဖြစ်မယ်တင့် inner wisdom ကတင့်ကိုပေးထားတဲ့ message ကဘာလေးဖြစ်မယ် collective okay go feed it fake to rely on yourself yeah ခင်းတော်ဝမ်းဆိုခွင်းတော်ဝမ်းဆိုတာလေတကယ် all about confidence ကိုပြတာပေါ့နော်သူတို့တွေကကြတော့အရင်တော်တယ်သူတို့ရဲ့ဉာဏ်အပေါ်မှာသူတို့ကယုံကြည်မှုရှိရယ်နော်သူတို့ရဲ့လုပ်ရည်တွေအပေါ်မှာလည်းသူတို့ကယုံကြည်မှုရှိရယ် I know what I'm exactly doing ပေါ့နော် I know exactly what I'm doing ပေါ့နော်ကိုဘာလုပ်နေလဲဆိုတော့ကိုကိုကိုသိကြရတဲ့လူမျိုးတွေဖြစ်တယ်အဲ့တော့သိရပြောင်းလဲရတဲ့အဲ့လိုမျိုးလူအဖြစ်ပြောင်းလဲသွားမယ်လို့မြင်တယ်နော်အခုကကိုလုံးနေတာကိုဘာလဲလို့လုံးလုံးနေပြီမှန်းမသိရမျိုးတွေဖြစ်မယ်နော် ideal course of action ဆိုတာကဘာလို့ပြောချင်တာလဲဆိုတော့ เนาะအဓိကတော့ကိုကကိုဖြစ်ရှင်တဲ့အရာတွေကเนาะအခုချိန်မှာမဖြစ်လာသေးဘူးမဖြစ်လာသေးတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲမှာ overwhelm နေဖြစ်နေရเนาะစိတ်ထဲမှာမလုံမချုံနေဖြစ်နေရမျိုးတွေရှိမယ်မှတ်နေဒါဖြစ်ဖြစ်လေဖြစ်တာရှိရတဲ့သဘောတရားပဲပေါ့เนาะအဲ့တော့ simplify ပြန်လုပ်ရမယ် simplify ဆိုတော့ကိုယ့်ရဲ့ plan တွေကိုဒီနေရာတကူမှာနိုင်ငံခြားထွက်မယ်ဆိုတဲ့နိုင်ငံခြားထွက်မယ်ပေါ့เนาะကိုယ့်ရဲ့ target တကူကိုယ့်ရဲ့ image တကူသွားနိုင်ဖို့အတွက်ကိုယ့်ရဲ့ plan တွေကိုပြန်ပြီးတော့ ပြုတ်ပြင်ရမယ်เนาะပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ပြန်ပြီးတော့သုံးသပ်ကြည့်ရမယ်โอเคငါလုပ်ထားတဲ့ plan တွေငါချထားတဲ့ plan တွေကတကယ်ရောအဲ worth it ဖြစ်ရလားเนาะတကယ်ရောအပြောရမယ်ဆိုရင်တော့ဥမာကွာတကယ်လည်းတော့ဖို့အတွက်ဥမာကျွန်တော်တို့တခုပဲဥမာပေးလိုက်မယ်ကွာ scholarship တခုရဖို့အတွက်စူးစမ်းနေဆိုတော့ scholarship ရဖို့အတွက်ကိုယ့်ရဲ့ပညာအရေးရှင်းက အဆင့်အဆင့်ကမှေ့ပြီလားပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကိုကိုပြန်ပြီးတော့သုံးသပ်စေချင်တာပြီးတော့ပလန်ကိုရိုးရှင်းရှင်းလေးပဲထားမယ်နော်အများကြီးရှုပ်ရွရွရေရှောက်ထားပြီးတော့အဲ့နော်အဲ့ကြရင်ကိုယ့်ရှုပ်ထွေးလာတဲ့အတွေ့ကိုကိုယ်ကိုယ်ထိန်းချုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့အများကြီးရှောက်မထားနဲ့ clearly ဖြစ်ရမယ်နော်ကို့မှာ desire တွေရှိရမှန်တယ်ကိုဖြစ်စဉ်နဲ့ဆန္ဒတွေရှိရမှန်တယ်အဲ့တော့အဲ့ဒီ desire တွေက clear ဖြစ်ရမယ်တက်ရိုးရှင်းရမယ်ပေါ့နော်ခဏလေးပါ ထားတယ်ဟုတ်ဆိုတော့အဲ့လိုအဲ့လိုဖြစ်လာပဲပေါ့နော်အဓိကတော့ကျွန်တော်ဆက်လာပြောသလိုပေါ့နော်ကိုယ့်ရဲ့လမ်းကြောင်းပေါ့ကိုယ့်ရဲ့ part ဒီ part ဆိုရယ်လမ်းကြောင်းကိုကိုယ်ကိုယ်တိုင်တခြားလေးတည်ပြီးနားလည်ဖို့လိုတယ်နော်အဲ့တော့အဓိကကတော့ကိုယ့်ရဲ့ desire ရယ်ကိုယ်တခြားနားလည်ဖို့လိုတယ်ပေါ့နော်ဒီတွင်မဲ့လုံးနေလို့မဖြစ်တော့ဘူး action လုပ်ဖို့ action new ဖို့လိုလာပြီ kind of once နော်အပြောင်းလဲရ action new ဖို့အတွက်အပြောင်းလဲမျိုးဖြစ်လာနိုင်မယ်ဆိုတော့ အဒီတွင်မင်းမလုံးမနေနဲ့စိတ်ကူးပဲရင်မနေနဲ့ရောပေါ့နော်အထူးကတော့ဒီမှာလေ ideal cause or action ပေါ့နော်အဲ့တော့ကိုဖြစ်ချင်တာရေအတွက်ကိုလှုပ်ချင်တဲ့ action ကိုပဲလှုပ်ပါသူများတွေဒါလှုပ်ဒါလှုပ်ဆိုတိုင်းလည်းလှုပ်ဆရာမလိုဘူးပေါ့နော်သူများနဲ့ကိုနဲ့ဖတ်မတူဘူးလမ်းကြောင်းမတူဘူးသူတို့ရဲ့ belief တွေမတူဘူးเนาะသူတို့ ਨੇ ကိုယ်နဲ့က belief လည်းမတူသလို behavior တွေเนาะအမူအကျင့်တွေကလည်းမတူဘူးယုံကြည်မှုတွေကလည်းမတူဘူးအဲ့တော့လမ်းကြောင်းကလည်းမတူနိုင်ဘူးအဲတွားနေလမ်းကြောင်းတူနေတော့မှ purpose တွေကတော့မတူနိုင်ဘူးလေเนาะဆိုတော့ ူများနဲ့သွားပြီးမနိုင်ရှင်နေပေါ့နော် confident confident ရှိဖို့ဆိုတာလူတယောက်ပေါ့ confident ရှိဖို့ဆိုတာအရင်အရေးကြီးတယ် fight ဆိုတာကသူ changes ဆိုတဲ့ကနိုင်တွေကိုပြရတယ်ပေါ့နော်အဲ့တော့ဒီ numerology ရ fight ဆိုတာက changes တွေကိုပြောတယ်တစ်ခုခုပြောင်းလဲလာခြင်းတစ်ခုခုစတင်လာခြင်းကိုလည်းပြောတယ် confidence เนาะယုံကြည်မှုရှိဖို့လေဒီကောင်မလေးဆိုရင်သူ့ရဲ့အလားတရားနဲ့ပတ်သက်ပြီးယုံကြည်မှုရှိနေတယ်။အဲ့တော့တင်းတို့ကကြတော့တင်းတို့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့မဟုတ်ဘူး။ဟိုကတင်းတို့ရဲ့ physically မှာရောကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရလားပေါ့။ငါ့ရဲ့အလားက ချောတယ်လို့ကိုယ့်ကိုယ်ကိုခံစားရလားကိုကချောတယ်လို့ကိုယ့်ကိုယ်ခံစားရလားဒါမှမဟုတ်ကိုကလာလားဒါမှမဟုတ်ကိုက attract attraction ရှိရလားနော်ကိုကဆွဲဆောင်မှုရှိရလားဒါမှမဟုတ်ကိုကလာပဲလာရလားနော်ဒါမှကိုယ့်ရဲ့အလတရားဘယ်လိုမျိုးဖြစ်နေရလဲပေါ့နော်ကိုကဖြူပြီးတော့လာရတဲ့ထင်တာလားကိုကိုကိုညိုလို့လာရလို့ထင်တာလားဒီလိုမျိုးကိုယ့်ရဲ့အလတရားကိုပြန်ရှာဖွေရမယ်နော်အဲ့တော့ယုံကြည်မှုလည်းရှိရမယ်လူတိုင်းကကိုယ့်အလနဲ့ကိုလာတာဖြစ်တယ်တခုခုတော့ကိုယ်မှလှပနေတဲ့နေရာတခုရှိရအဲ့တော့ကိုကိုကိုတိမ်ငယ်စိတ်တွေမထားနဲ့နော်ပြီးတော့ ကိုကိုကိုမိခိုပါကိုကိုကိုယုံကြည်ဖို့ပဲပြောတာပါတကယ်ကြတော့လေနော်ကိုမှလွတ်နိုင်စွမ်းနဲ့အများကြီးရှိရဲအဲ့တော့ကိုလွတ်ချထားတဲ့ဟာတွေနော်ကိုမဖြစ်နိုင်တော့ဘူးလို့ထင်နိုင်ဟာတွေနော်ကိုလမ်းပြောင်းနေလို့ပေါ့နော်ကိုဆက်မလုံနိုင်တော့တဲ့အရာတွေကိုဆက်လုပ်ပါဆက်စူးစမ်းပါလမ်းတွေပြပေါ်လာလိမ့်မယ်အဲ့ကြရင်အများအများကြီးတော့ resolution တွေတွေ့လာမယ်နော် ကိုဘာကြောင့်ဒီလိုမျိုးလမ်းတွေပြောင်းနေခဲ့ရလဲဆိုတော့ကိုကိုကိုပြန်လဲရှာဖွေပါအဲ့ကြောင်လမ်းတွေပြန်ရှာတွေ့လာပြီးတော့ကတော့ကိုဘာလို့အချိန်ကြီးဆွဲနေမိလဲဆိုကိုကိုကိုနောက်တားရရသားပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကိုလာ confidence ရှိရှိနဲ့တင်ချာလေးလို့လိုက်မယ်ဆိုရင်ဒါတွေကအရင်ခက်ခဲနေတဲ့အရာတွေတော့မဟုတ်နေဘူးပေါ့နော် ုတ်ပါပြီဒီအပြောင်းလဲတွေကိုအကုန်လုံးလက်ခံရရှိမယ်လို့ထင်ပါတယ်ဒီလိုမျိုးရင်းနေလေးတွေကိုသဘောကျရဲဆိုရင် channel လေးကို like fan subscribe လို့ပုံမေးပါနဲ့ facebook page လေးမှာလည်းကျွန်တော် post လေးတင်ပေးပါရယ်ပြီးတော့ facebook page လေးကနေပြီးတော့ personal video လေးလာပြီးစုံစမ်းမြင်မြင်လို့ရပါတယ် telegram channel ကနေပြီးတော့လာပြီးမြင်မြင်လို့ရပါတယ်အားလုံးပဲစိတ်ရအောင်ဆင်ပြေကြပါစေအားလုံးပဲဒါပြောရှင်းကြပါစေเนาะတဒါ